တင့်ရဲ့အားလချိန်ကိုအကျိုးရှိအောင်အသုံးချပါဘဝမှာအချိန်ကတန်ဖိုးရှိတယ်ဆိုတာ လူတိုင်းလက်ခံထားကြပါလေဒါပေမဲ့ဒီလိုတန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်သူကတော့အလွန်နည်းပါတယ်လူတိုင်းရဲ့ဘဝမှာ24နှစ်ဆိုတဲ့အချိန်ကို အတူတူပိုင်ဆိုင်ထားကြပါတယ်အဲ့ဒီအထက်မှာမှ အလုံးချိန်မိသားစုအတွက် ပေးရတဲ့အချိန်လူမှုရေးအတွက်ပေးရတဲ့အချိန်ဘာသာရေးအတွက်ပေးရတဲ့အချိန်အဲ့ချိန်စသဖြင့်အချိန်တွေကိုနှုတ်လိုက်ရင်အားလက်ချိန်ဆိုတာ ထွက်လာပါတယ်ဒါပေမဲ့လူအများစုက ကိုယ်မှာအားလက်ချိန်ရှိတယ်ဆိုတာမသိကြပါဘူးဘာကြောင့်လဲဆိုရင်အချိန်ကို စနစ်တကျကောင်းစွာ အသုံးမချတတ်လို့ပါပဲအစုလူအစုကပြောကြတယ် ငါတို့ဘဝမှာအားလချင်းဆိုတာဘယ်လိုမှ မရှိနိုင်ဘူးတနေ့ကုန်အလုံးလုံးနေကြရတာဖြစ်လို့အနာယူချင်းမရဘူးလို့ပြောကြတာကိုတင်ကြားဘူးပါလိမ့်မယ်အဲ့ဒီလိုပြောဘူးတာကတင်ကိုယ်တိုင်လည်းဖြစ်ကောင်းဖြစ်နိုင်ပါလေဒီလိုလူတွေကို ကြည့်လိုက်ရင်တနေ့ကုန်အလုံးလုံးနေကြတယ်လို့ထင်ရပေမဲ့တကယ်တော့လောရမဲ့အချိန်ထက်ပိုပြီး အချိန်ဖြုံးနေကြတာကိုတွေ့ရပါလိမ့်မယ်သူတို့ကအလုံများလို့အချိန်မအားကြတာ မဟုတ်ပါဘူးသူတို့ရဲ့အချိန်ကို သူတို့ကောင်းစွာအတော်မဆတတ်တဲ့အတွက်မလိုအပ်တဲ့အရာတွေအပေါ်မှာအချိန်ကုန်နေကြတာဖြစ်ပါတယ်ဒီတော့သူတို့မှာအလားချင်းဆိုတာမရှိတော့တာပါပဲအဲ့မနဲ့အဲ့ရခချင်းကစလို့အဲ့ရဝင်ချင်းအထိလူတိုင်းမှာ ကိုပိုင်အားလက်ခြင်းတွေရှိကြပါလေဒါကိုမြင်အောင်ကြည့်ပြီးအတုံးချတတ်သူက အောင်မြင်သွားကြတာပါပဲတာမန်လူတွေနဲ့အောင်မြင်သူတွေကွာခြားတဲ့အချက်ကနေ့တစ်နေ့ရက်အားလက်ခြင်းအပေါ်ဘယ်လိုအတုံးချလဲဆိုတာပါပဲအချိန်ပိုတွေကိုကိုဘဝအတွက်တိုးတက်အောင်အတုံးချခြင်းမချခြင်းအပေါ်ဘဝတွေလဲကွာခြားသွားကြတာပါပဲ။ လူတယောက်ရဲ့အနာဂတ်ဟာနေ့စဉ်သူ့ရဲ့အားလဲချိန်မှာဘာလုပ်တယ်လဲဆိုတဲ့အပေါ်မှာမူတည်နေတယ်လို့တထေကြီးလီကာချင်းကပြောထားပါတယ်။သင်္ကာရောသင်ရဲ့ပုံနေတဲ့အချိန်တွေကိုဘယ်နေရာမှာအသုံးချနေလဲဆိုတာစမ်းစစ်ကြည့်ပါ။သင်မှာအချိန်ပုံအားလဲချိန်မရှိဘူးလို့ထင်နေထင်နေပေမဲ့တကယ်တော့သင် အချိန်ဖြုံးနေမိတာကို တွေ့ရပါလိမ့်မယ်။သင်အနေနဲ့ online အသုံးပြုချိန်တတ်မှတ်မထားရင်အ ਨੇ ဆုံးတနအီကြာသွားနိုင်ပါတယ်။ဒါကအားလက်ချိန်ကိုအကျိုးမရှိအောင် လုပ်နေမိခြင်းပါ။လူတွေဟာနေ့စဉ်အချိန်နှစ်နာရီလောက် social media မှာအချိန်ဖြုံးနေမိတတ်ပါတယ်။ဒီလိုအချိန်ဖြုံးနေမိတဲ့အတွက်အကျိုးရှိတဲ့အရာတွေအတွက် အချိန်မပေးနိုင်ကြတော့တာပါပဲအလုံးမှာဖြစ်စေအိမ်မှာဖြစ်စေတမင်းစားပြီးတဲ့အခါအနာယူဖို့အချိန်ရှိပါတယ်ဒီလိုအချိန်မှာခဏနားလိုက်အောင်မယ်ဆိုပြီးတငယ်ချင်းနဲ့စကားပြောတာခဏအိတ်တာ ဖုန်းသုံးတာစတဲ့အချိန်တွေ ပေးနေတယ်ဆိုရင်တင့်ရဲ့အားလက်ချိန်ကအကျိုးမရှိပဲအချိန်ကုန်သွားပါလိမ့်မယ် ဒီလိုမဟုတ်ပဲ Hollywood နားထောင်တာစာဖတ်တာစသဖြင့်တစ်ခုလုံးကို အသုံးချနေတယ်ဆိုရင်ဟမ်စသဖြင့်တစ်ခုခုကိုအသုံးချနေတယ်ဆိုရင်သင်ကအားလက်ရှင်ကို အကျိုးရှိစွာအသုံးချနေတာပါသင်ကအိတ်ချိန်ကိုပုံမှန်ထက်ပုံပြအိတ်တာဖုံးကိုအကျိုးမရှိ အသုံးပြတာစတာတွေကအချိန်ကိုအကျိုးမရှိပဲ ပုံနေအရှိုးမရှိပဲပို့သုံးနေမိတဲ့အတွက် အားလားချိန်ကိုဖြုံတီးခြင်းဖြစ်ပါတယ်။ကျမရဲ့တဏိတာအချိန်ကိုတူတူလက်လှူထားပါတယ်။ဘာပြီးရင်ဘာလုံးမယ်ဆိုပြီးစာရွက်မှာစာရေးပြီးရေးထားလိုက်ပါတယ်။အချိန်တွေပို့ထွက်လာတာကို တွေ့ရပါတယ်။အဲ့ဒီအချိန်ပုံတွေကျမဘဝတိုးတက်ဖို့အတွက်အသုံးချပါတယ်။ လူတိုင်းတနေ့ကို7နာရီအိတ်လို့တနေ့ကို7နာရီအိတ်မယ်လို့သတ်မှတ်ထားခြင်းမဲ့အောင်မြင်သူတွေကသူတို့ရဲ့အိတ်ချိန်ကိုလျှော့ပြီးအိတ်ကြပါလေဒီလိုပုံနေတဲ့တနာရီနှစ်နာရီကိုသူတို့ဘဝအောင်မြင်မှုအတွက် အကျိုးရှိစွာ အသုံးချကြပါလေအချိန်ကြာလာတဲ့အခါသာမန်လူတွေပိုအိတ်နေကြတဲ့အချိန်အောင်မြင်သူတွေက အစ်ချင်းအစာအောင်မြင်မှုရဲ့အသီးအပွင့်ကို ခံစားနေကြရပါပြီ။ဒါကြောင့်တင်းရဲ့အားလက်ချင်းကိုတင်းဘဝတိုးတက်ဖို့အတွက်အသုံးချပါ။ဘယ်လိုအသုံးချမလဲဆိုတာသိချင်ရင်တော့လက်တွေ့အသုံးချလို့ရမယ်အချက်၅ချက်ကိုဒီအခန်းမှာ ဖော်ပြပေးလိုက်ပါတယ်။နံပါတ်1တင်ယူလေ့လာပါ။အားလက်ချင်းကိုအသုံးချပြီးတင်းဘဝတိုးတက်ဖို့အတွက် င်ယူလေ့လာပါ ဥပမာဒီပလိုမာတစ်ခုရဖို့တင်ယူတာပဲဖြစ်ဖြစ်ဘာသာစကားအသစ်တစ်ခုကိုတင်ယူတာပဲဖြစ်ဖြစ်ကွန်ပျူတာလေ့လာတာပဲဖြစ်ဖြစ်ကိုတင်ယူခြင်းတဲ့ပညာရပ်ကိုတင်ယူလေ့လာပါအရှိန်ပိုနေအရှိန်ပိုကနေသဘဝတိုးတက်ဖို့တင်ယူပါပညာရှာပါနံပါတ်1စီမံချက်ပန်းတိုင်အတွက် အရှင်ပေးပါတမဝအတွက်ဇီမန်းချက်ပန်းတိုင်စမှတ်ပါဇီမန်းချက်ပန်းတိုင်စစ်သူတွေကအရှင်ကိုကောင်းစွာအသုံးချတတ်ပါတယ်တင့်ဇီမန်းချက်အတွက်အရှင်ပေးပါပန်းတိုင်ကို အရောက်သွားဖို့ပန်းတိုင်နဲ့ပတ်သက်တဲ့အစီအစဉ်တွေရေးဆွဲပြီးနေ့စဉ်တဆင်ချင်းစတင်လှုပ်ဆောင်ပါ အားလက်ချင်းတွေ အားလက်ချိန်တွေမှာပန်းတိုင်အတွက်လိုအပ်တာတွေဖြစ်ပါအားလက်ချိန်ကို အသုံးချပြီးပန်းတိုင်ကိုရအောင်ယူပါနံပါတ်3အပိုဝင်ဝင်ရှာပါအားလက်ချိန်ကို အသုံးချပြီးအပိုဝင်ဝင်ရှာပါဒီနေ့ခေတ်မှာဆိုရင်အင်တာနက်ကို အသုံးချပြီးငွေရှာနည်းမျိုးမျိုး ရှိနေပါတယ်တင့်ရဲ့အားလက်ချိန်ကို အသုံးချပြီးအချိန်ပိုင်း freelance လောက်တာဖြစ်ဖြစ် online shopping လောက်တာဖြစ်ဖြစ်ကိုတက်ထားတဲ့ပညာကိုပြန်လဲတင် जा ပေးတာဖြစ်ဖြစ် content ရေးတာဖြစ်ဖြစ်တင်းရဲ့ကျွမ်းကျင်မှုကနေဝင်ဝေရအောင်ရှားပါနံပါတ်၄တင်းရဲ့အားလက်ချိန်မှာအကျိုးရှိချိန်မဲ့စာအုပ်စာပေတွေဖတ်ပါကျမဆိုရင်အားလက်ချိန်မှာအမြဲတမ်းစာဖတ်ပါတယ်တခါတလေစာဖတ်ဖို့အချိန်မရခဲ့ရင် ်အော်ရီဘော့ကို အလုံးလုံးနေခြင်းနားထောင်လို့ရပါတယ်အားလက်ချိန်မှာစာဖတ်ရင်ကဘာကျော်သွားသူတွေအများကြီးပါကျမဆိုရင်အိမ်မှုကိစ္စတွေလုပ်ရင်အော်ရီဘော့နားထောင်ပါတယ်အချိန်ပိုလေးတွေကိုအသုံးချရင်အခုဆိုရင်အတန်စာအုပ်90ကျော်နားထောင်ပြီးပါပြီတင်းရဲ့အားလက်ချိန်ကို စာဖတ်ရင်ကုန်ဆုံးပါတယ်တနေ့15မိနစ်လောက် စာဖတ်ရင်တစ်နှစ်ပြည့်တဲ့အခါစာအုပ်များစွာဖတ်ပြီးပါလိမ့်မယ်။နံပါတ်၅မိသားစုကို အချိန်ပေးပါ။ဘာလအချိန်မှာတငယ်အချင်းတွေနဲ့အချိန်ပြုံးတာခရီးထွက်တာတီဗီကြည့်တာဒါမှမဟုတ် အလုံးမှာမပြည့်ပြတ်ခဲ့တဲ့အလုပ်တွေကိုအေးအထိယူလာပြီးလှုပ်တာစတဲ့အရာတွေကို မလှုပ်ပဲအားလက်ချိန်မှာမိသားစုကို အချိန်ပေးပါ မိသားစုကိုအချိန်ပေးတဲ့အတွက် သင်မိသားစုအတွင်တဦးနဲ့တဦးပေါ်ပြီးရင်းနှီးစစ်ခင်ပါစစ်ခင်စေပါတယ်အားလက်ချိန်မှာအကျိုးရှိစေဖို့မိသားစုနဲ့အတူအချိန်ကုန်ပါစေနံပါတ်6ကျမ်းမာရေးအတွက်အချိန်ပေးပါသင်ရဲ့အားလက်ချိန်မှာ သင်ကျမ်းမာရေးအတွက်အချိန်ပေးပါ အာကဒါလောက်တာအနာယူတာအေးရေးဝဝအိတ်တာ စိတ်အပန်းချေဖို့ခရီးထွက်တာကျမ်းမာရေးစစ်ဆေးမှု လုပ်တာ စသဖြင့်လှူဆောင်ပေးပါနံပါတ်9အိုင်ဒီယာတွေကိုပေါ်ထုတ်ပါသင်ရဲ့အားလက်ချိန်မှာအိုင်ဒီယာတွေကို ပုံဖော်ပါ များများတွေးပါ များများအတွေးကောင်းတာတွေကိုအနားယူတဲ့အချိန်မှာတွေးဖို့အချိန်ပေးပါအနည်းဆုံးမိနစ်30တနာရီတင့်အောင်နောက်ကိုလွတ်ထားပေးပါ စိတ်ကူးကောင်းတွေက အရှင်ပေးလေလေပုံကြီးအတွေးတွေကရလေလေပါပဲအားလက်ချိန်ကစိတ်ကူးအိုင်ဒီယာတွေဖော်ထုတ်ဖို့အကောင်းဆုံးအချိန်ပါ ကျမဘဝရဲ့အပြောင်းအလဲတွေကအိုင်ဒီယာတွေကနေစတင်ခဲ့တာပါအခုဒေစာအုပ်ရေးတာကလည်း golden idea ချွေရောင်အတွေးပါပဲဒါကြောင့်တင်းရဲ့အားလက်ချိန်တွေမှာအခုဖော်ပြသွားတဲ့ အဆက်ခုနှစ်ဆက်ကိုတင်ဘဝတိုးတက်ဖို့အတွက် လက်တွေ့အသုံးချမယ်ဆိုရင်တင်ဘဝမှာ အောင်မြင်မှုတွေရလာမယ်ဆိုတာယုံကြည်ပါတယ်ပုံမှန်ဝင်ွေရဖို့လက်တွေ့လှုပ်ဆောင်ရမယ်နီလာဘဝမှာအရာရာတိုင်းအတွက်ငွေဆိုတာလိုအပ်ပါတယ်ငွေကအရာရာမဟုတ်ပေမဲ့ငွေက မရှိမဖြစ်အရာလဲဖြစ်ပါတယ်ငွေကို လူတိုင်းလိုချင်ကြပါတယ်ဟမ်ငွေကိုလူတိုင်းလိုချင်ကြပေမဲ့ငွေစာဖို့ကိုတော့လူအများစုက မလို့ချင်ကြပါဘူးဘာလို့လဲဆိုတော့ငွေရှာရတာ ခက်တယ်လို့ခံယူထားကြလို့ပါပဲငွေကရှာရတာခက်တာမှန်ပေမဲ့ငွေဆိုတာရှာရှာမှရမှာပါဒါပေမဲ့ခက်တယ်ဆိုပြီး ငွေမချပဲထိုင်နေရင်လည်းငွေမရှိတဲ့ဘဝနဲ့တသက်လုံးနေသွားရပါလိမ့်မယ်။မချလို့အလွယ်လန်းလိုက်ရင်လည်းဒုက္ခရောက်သွားပါလိမ့်မယ်။လူတိုင်းလူတိုင်းမှာငွေချနိုင်တဲ့စွမ်းရည်ရှိကြတယ်။အချို့ကတော့ကိုယ်မှရှိတဲ့စွမ်းရည်ကို အသုံးချပြီးကိုယ်ပိုင်ဝင်ဝေးအများကြီးရှာနိုင်ကြတယ်။အချို့လူတွေကတော့ငွေချဖို့အတွက်ကိုယ့်ရဲ့အစွမ်းအစကော အသုံးမချကြဘူးဒီတော့လူတွေရဲ့ဘဝတွေကလည်းကြွားချားသွားတော့တာပါပဲလူတယောက်မှာကိုယ်ပိုင်ဝင်ဝဲမရှိရင်ကိုယ်ကိုယ်ကိုယုံကြည်မှုမရှိနိုင်ပါဘူးကိုယ်ကိုယ်တိုင်လည်းမုံဘိုးမတန်ဘိုးမရှိသလိုခံစားရပါတယ်အမြဲတမ်းတိမ်ငယ်စိတ်အားငယ်စိတ်တွေနေပဲနေရမှာပါဝင်ဝဲဘာကြောင့်မရှိတာလဲဆိုရင်အလုံးမရှိလို့ပါ အလောက်ကဘာကြောင့်မရှိတာလဲဆိုရင်ဘဝရည်မှန်ချက်မရှိလို့ပါပဲအလောက်မရှိအကံမရှိရည်မှန်ချက်မရှိတဲ့ဘဝနဲ့တာမန်လူလိုတာမန်လူလိုကိုလိုပဲနေနေမယ်ဆိုရင်အဲ့မှာမူပိုင်းဆိုင်မှုဆိုတာဘာမှရှိလာမှာမဟုတ်ပါဘူးကိုယ်ပိုင်ဝင်ဝင်ရဖို့ကိုယ်ပိုင်အစွမ်းအစကို အသုံးချပြီး ကိုယ်တိုင်လုံးမရမှာပါသက်မှာအမြဲတမ်းဝင်နေမဲ့ပုံမှန်ဝင်ွယ်ရှိရပါမယ်ပုံမှန်ဝင်ွယ်ဆိုတာ active income ကိုယ်တိုင်လှူအားကနဲ့ရတဲ့ဝင်ွယ်ပါ အလုံးလုံးမှငွေရမှာဖြစ်တဲ့အတွက်သက်မှာဝင်ငွေဝင်တဲ့အလုံးတစ်ခုရှိကိုရှိရပါမယ်အလုံးဆိုဝင်တမ်းပဲ ဝန်တန်းအလုပ်ပဲဖြစ်စေကိုယ်ပိုင်အလုပ်ပဲဖြစ်စေတမန်အားစီဝါကြတဲ့အလုပ်ရှိနေဖို့ကအဓိကပါပုံမှန်ဝင်ွေရဖို့ဆိုရင်အလုပ်တစ်ခုအပြင်နောက်ထပ်ဝင်ွေရမဲ့အလုပ်တွေကိုလည်းအချိန်ပိုင်းအနေနဲ့လုပ်သင့်ပါတယ်ဒါမှသာလုပ်အလုပ်အားတဲ့အခါလဲပုံမှန်ဝင်ွေရနိုင်မှာဖြစ်ပါတယ်ဒီလိုအလုပ်လုပ်နိုင်ဖို့အတွက်တက်မှာအလုပ်လုပ်ရှင်စိတ် ရှိရမယ်အပြင်အလုံးနဲ့ပတ်သက်တဲ့အတွေ့အကြုံဘ ഹു တုတ္တဘ ഹു တုတ္တလည်းရှိရပါမယ်တခုခုကိုလိုချင်ရင်တခုခုကို ပြန်ပေးရမှာပါပဲတင်ကငွေရချင်ရင်တင်မှာဝင်ငွေရနိုင်မဲ့အရေးအရှင်းတွေရှိထားရပါမယ်ဘယ်အရာမှ လွယ်လွယ်နဲ့မရပါဘူးအလုံးမအလုံးလုံးမငွေရမှာဖြစ်တယ်လို့ ငွေရတဲ့အလုပ်ကို လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့အရည်အချင်းတွေရှိထားဖို့လိုအပ်ပါတယ်။ဝန်ထမ်းအလုပ်ဆိုရင်လည်းရိုးသားမှုဇွဲ လုံလဝရိယရှိဖို့လိုပါတယ်။ငွေမဝင်ဝေးမရှိတဲ့ဘဝဟာဥတည်ချက်မရှိဘဲခရီးသွားတဲ့သူနဲ့တူပါတယ်။ဘယ်လိုသွားရမလဲဆိုတဲ့ဥတည်ချက် မရှိသူဟာဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲဘဝမှာဘာအလောက်ကိုင်မှမရှိဘာဝင်ဝင်မှမရှိတဲ့သူဟာလေသူ့ဘဝကဘာမှစစ်လာမှာမဟုတ်ပဲကြာရနေရမှာပဲရက်တက်နေပါလိမ့်မယ်ဒါကြောင့်သင်ရဲ့ဘဝမှာပုံမှန်ဝင်ဝင်ရားကျင်တဲ့ဆင်းရဲသင်ကိုယ်တိုင်လက်တွေ့လှုပ်ဆောင်တင်တဲ့အချက်၅ချက်ကိုဒီအခန်းမှာပေါ်ပြပေးလိုက်ပါတယ်နံပါတ်၁အလုံးလုံးပါ ဝင်ဝင်ရဖို့ အလုံးလုံးပါသင်မဝင်ဝင်မချစ်ရင်သင်ဘဝသင်ဘဝမှာသင်လုံးချင်တာဘာမှ လုံးနိုင်မှာ မဟုတ်တလို့သင်လိုချင်တာလည်းဘာမှရမှာ မဟုတ်ပါဘူးဒါကြောင့်အရင်ဆုံးဝင်ဝင်ရဖို့အတွက်တမအားစီဝါကြတဲ့အလုံးတစ်ခုကိုလုံးပါ ကိုယ့်ရဲ့လုံအားခနဲ့ရတဲ့အလုံးဖြစ်ဖြစ်ပညာနဲ့လုံးရတဲ့အလုံးဖြစ်ဖြစ် အရာဝယ်လောက်တာဖြစ်ဖြစ်ပေါ်ပါရေရှင်းနဲ့လုံနိုင်တဲ့အလုတ်ကိုလုတ်ပါနံပါတ်နဲ့အပိုးဝင်ဝယ်ရှာပါပုံမှန်ဝင်ဝယ်တစ်ခုအပြင်အပိုးဝင်ဝယ်ရအောင်ရှာပါအပိုးဝင်ဝယ်ရှာဖို့အတွက်ဘာလို့ရင်ကောင်းမလဲလို့စဉ်းစားပါတဲ့အနေနဲ့အချိန်ပိုင်းအလုတ်လုံနိုင်တဲ့အလုတ်ဖြစ်ဖြစ် အကျိုးအမြတ်ရှိမဲ့အလုပ်တစ်ခုမှာရင်းနှီးမြှုပ်နှံတာဖြစ်ဖြစ်အွန်လိုင်းကနေငွေချတာဖြစ်ဖြစ်အပေါ်ဝင်ဝင်ရမဲ့အလုပ်တစ်ခုကိုလုပ်ပါနံပါတ်3ကိုယ်ဝါသနာပါရနဲ့ငွေဖြစ်အောင်လုပ်ပါ အလုပ်လုပ်တဲ့အခါဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်ပုံပြီးစိတ်အားထက်တန်တဲ့ဝါသနာပါတဲ့အရာတစ်ခုကိုလုပ်ပြီးဝင်ဝင်ရအောင်ရှာပါသင်ကပကြီး ပညာဝါဒနာပါရန်ပတိဆွဲတာကိုအပြင်းပြေဆွဲတာထက်ပညာရတစ်ခုအဖြစ်အသုံးချပြီးဝင်ွယ်ရအောင်ဖန်တီးပါဂိတဝါဒနာပါရန်ဂိတဂိတသင်တန်းဖွင့်ပြီးဝင်ွယ်ချပါဘာပဲဖြစ်ဖြစ်ကိုဝါဒနာပါတဲ့အရာကိုအသုံးချပြီးဝင်ွယ်ရအောင်ချပါနံပါတ်၄ပေါ်ပဲအလောက်ကို မလောက်ပါနဲ့ပုံမှန်ဝင်ွယ်ရဖို့အတွက် ကနာတာအလုတ်ဖြစ်တဲ့အလုတ်တွေကိုမလုတ်ပါနဲ့သူများတွေလှုပ်လို့အောင်မြင်နေတာကြည့်ပြီးကိုမကြွန့်ကျင်တဲ့အလုတ်ကိုလည်းမလုတ်ပါနဲ့ဥပမာသူများ online shopping လုပ်တိုင်းကိုကမကြွန့်ကျင်ရင် မလုတ်ပါနဲ့ဒီချိန်မှာ အစဉ်ပြေပြီးကိုယ်တိုင်ကျွမ်းကျင်တဲ့အလောက်ကနေပုံမှန်ဝင်ွယ်ရအောင်ရှားပါနံပါတ်5တမအာဇီဝကြတဲ့ အလောက်ကိုလောက်ပါငွေရကျင်တာတခုတည်းကြည့်ပြီးမတမာတဲ့နီးနဲ့ငွေမရှာပါနဲ့ဘယ်သူတေးသေးမတေးမာရင်ပြီးရောဆိုတာမျိုးမတေးမာရင်ပြီးရောဆိုတာမျိုးငွေမရှာပါနဲ့ဥပမာလောင်းကစားအမျိုးမျိုးလောက်တာ သူတစ်ပါးစီကအမြတ်ကြီးစားတဲ့အလောက်လောက်တာ သူတစ်ပါးအပေါ်ကောင်းပုံချက်တာမတရားတဲ့နီးနဲ့သူများစီကလင်ညာယူတာ ကိုကျန်တရားကိုရောင်းစားတာ စတဲ့နီလန်းတွေနဲ့ဝင်ဝေမရှာပါနဲ့တမအာဇီဝကြတဲ့အလုတ်လုတ်ပြီးငွေရှာပါ ကိုရဲ့အကြီးအချင်းကိုအတုံးချတာကိုရဲ့ပညာကိုအတုံးချတာကိုရဲ့လောက်အားကိုအတုံးချတာကိုပိုင်ငွေနဲ့ရင်းနှီးမြုပ်နှံမှုပြုတာစတဲ့နီလန်းတွေနဲ့ပဲငွေကိုရှာပါဒါကြောင့်အခုဖော်ပြသွားတဲ့ အချက်၅ချက်ကိုလက်တွေ့ကျင့်သုံးမယ်ဆိုရင်သင်ဟာပုံမှန်ဝင်ဝင်ကြအောင်ခြာနိုင်မယ်ဆိုတာယုံကြည်ပါတယ်